အခုရပိုင်းဘရာဇီးနိုင်ငံကနေပြန်နှံ့လာခဲ့တဲ့ဗီဒီယိုတွေကတကဘာလုံးအောင်ထင်းနဲ့တုံ့လုံသွားစေခဲ့တယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်လမ်းမပေါ်မှာစုပုံလာတဲ့လူတွေလောင်းတွေမီးလောင်နေတဲ့ဘတ်စကားတွေကိုလည်းတွေ့ရမှာပါ။ဘာဖြစ်လို့ဘရာဇီးနိုင်ငံမှာလူသေးအလောင်းတွေကိုလမ်းမပေါ်မှာစုပုံလာတာလဲ။ပြည်ထောင်နာရီရဲ့အစာပါလဲဆိုတော့ကိုအားလုံးမဲ့တည်ကြည်ကြမယ်လို့ထင်ပါတယ်။တကယ်တော့ဒီဖြစ်ရက်တွေကအောက်တိုဘာလ28ရက်နေ့တော့ကဘရာဇီးရဲ့တပ်ဖွဲ့တွေကကွန်မန်ဒိုဗိုင်ဘယ်ဟိုးဆိုတဲ့ငွေရာစာကိုနှိမ်နင်းဖို့အတွက်စူးစမ်းရင်းဖြစ်လာခဲ့တာပါ။ တိုက်ပွဲကတော်တော်လေးပြင်းထန်ခဲ့ပြီးတော့ဒီစစ်စင်ကြီးကဘရာဇီးနိုင်ငံတမိုင်းမှာလူသေပြအများဆုံးဖြစ်ဆန်းကျင်တင်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေဖြစ်ခဲ့တဲ့နေရာတိကျတော့ရီယိုမြို့မြောက်ပိုင်းကစင်ရဲသားရက်ွက်ကြီးနှစ်ခုဖြစ်တဲ့ Complexo do Elmão နဲ့ Complexo da Panha မှာဖြစ်ခဲ့တာပါ။ဒီလိုရက်ွက်မျိုးကိုဘရာဇီးမှာတော့ Favela လို့ခေါ်ပါတယ်။အဲဒီတိုက်ပွဲထဲမှာပြည်내ရဲတပ်ဖွဲ့ဝင်2500နီးပါးလောက်ပါဝင်ခဲ့ပြီးတော့တန်းချက်ကာကားတွေရဟတ်ရင်တွေစနိုက်ပါတွေနဲ့ပါအင်အားသုံးပြီးတော့အဝင်ရောက်စီနင်းခဲ့တာပါ။ ဒီလိုမျိုးလူရင်အားနန်းနဲ့အင်အားအများပြားသုံးခဲ့ရတဲ့ယူရချက်ကတော့ IFA Vela ရောက်ွက်တွေကိုလွှမ်းမိုးတာတဲ့ Commando Verme Hole လို့ခေါ်တဲ့ငွေရဲ့စေဝါရာဇုတ်ကိုင်းဒီကိုနှိမ်နေမှုကောင်းကောင်းလေးကိုဖန်ဆီးဖို့နဲ့သူ့ရဲ့နေမင်းချက်တွေမှုကိုတားဆီးဖို့ပဲဖြစ်ပါတယ်။ဒီစစ်စေးကြီးကဘာဖြစ်လို့ဒီလောက်ထိဟိုးလေးတကြောကြောဖြစ်သွားရလဲဆိုလို့ရှိရင်အဓိကကတော့လူသေးပြောက်အရေးတော်ကတော်တော်လေးများပါလို့ပဲဖြစ်ပါတယ်။ဘရာဇီးအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရအောပဲတေဆုံးသူဥယျာ119ဦးကျော်ရှိခဲ့ပါတယ်။ ။ဒီဟာကဘရာဇီးနိုင်ငံရဲ့တာမိုင်းမှာအရင်အဖြစ်ခဲ့တဲ့အဆိုးရွားဆုံးဖြစ်ရက်တွေကိုပါကြော်လွန်သွားတဲ့အရေးတွက်ပါ။ဒေသုံးသူတွေထဲမှာရဲရရှိ၄ဦးလဲပါဝင်ပြီးကျန်တဲ့ဒေသုံးသူတွေကတော့ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရရာဇဝတ်သားတွေဒီခိုင်းရဲ့အဖွဲ့သားတွေပါဆိုပြီးပြောခဲ့တယ်။ဒေသခံတွေပြောကြားချက်အရတော့စစ်စင်ရေးပြီးရဲ့နောက် တောအုပ်ထဲမှာပြန်ကျဲနေတဲ့ရုပ်အလောင်းဒါဇင်ပေါင်းများစွာကိုရှာတွေ့ခဲ့ပြီးတော့ရက်ကွက်ရဲ့လမ်းမပေါ်မှာစုပုံထားရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကြောင့်တည်ဆုံးသူရေတွက်ကအစိုးရကပြောတာထက်ပိုများနိုင်တယ်လို့ခန့်မှန်းခဲ့ကြတယ်။ဒီလိုမျိုးဘရာဇီးရဲ့တပ်ဖွဲ့ရဲ့လက်ချက်ကြောင့်သူတို့ရဲ့အဖွဲ့သားတွေတည်ဆုံးသွားတာကိုရာဇဝတ်ကိုင်းနေရလက်တော့ပြန်တဲ့အနေနဲ့မျိုးရေရဘတ်စကားတွေကိုခိုးယူပြီးတော့မျိုးရဲ့အဓိကလမ်းမကြီးတွေကိုခိုးလာတဲ့ဘတ်စကားတွေကိုရေးရှို့ပြီးတော့လမ်းဖက်အောင်ပြုလုပ်ခဲ့ကြတယ်။အဲဒါကြောင့်ကျောင်းတွေစေယုံတွေ စီးပွားရေးလုပ်ငန်းတွေပါရပ်တန့်သွားပြီးတော့တမျိုးလုံးပြန်မလာဖြစ်ခဲ့ရပါတယ်။အဲဒီတော့ဘရာဇီးယားတွေနှိမ်နင်းဖို့အတွက်ကြိုးစားခဲ့တဲ့ Commando Vermelho ကိုင်းကပါလေ။ Commando Vermelho ဆိုတာကဘရာဇီးနိုင်ငံရဲ့ဩစာအကြီးဆုံးရာဇဝတ်ကိုင်းကြီးတွေထဲတစ်ခုပါ။ဒီကိုင်းက1989ခုနှစ်လောက်က Rio de Janeiro ရဲ့အကျဉ်းတော်တစ်ခုမှာစတင်ခဲ့ပါတယ်။ဒီကိုင်းရဲ့အဓိကလှုပ်ဆောင်ချက်တွေကတော့မူရည်စေဝါရောင်းဝယ်ဖောက်ကားတာ၊လက်နက်မှောက်လုပ်တာ၊လူဆိုးကိုင်းလုပ်ငန်းတွေလုပ်တာပဲဖြစ်ပါတယ်။သူတို့တွေက Rio မြို့က Favela အများစုကိုထိန်းချုပ်ထားပြီးတော့ အခုဆိုလို့ရှိရင်ဘရာဇီးနိုင်ငံရဲ့တခြားပြည်နယ်တွေအပြင်နိုင်ငံတကာအထူးပါနှင်ချက်လာကြပါပြီ။ဒီဆက်စင်ရေးပေါ်မှာလူတွေရဲ့ဝေဖန်မှုအငြင်းပွားမှုတွေကလည်းတော်တော်လေးပြင်းထန်ခဲ့ပါတယ်။အထုံအနေနဲ့ပြောရရင်တော့မကြသေးရင်က Rio de Janeiro မှာဖြစ်ခဲ့တာတွေကရာဇော့ခိုင်အနေနဲ့မှအင်အားလုံးကြီးတုံးခဲ့တဲ့ဆက်စင်ရေးတစ်ခုဖြစ်ပြီးတော့ရာလကတော့ဘရာဇီးသမိုင်းမှာလူသေပြောက်အများဆုံးဖြစ်ရတဲ့တစ်ခုဖြစ်စံကျင်တင်သွားတာပဲဖြစ်ပါတယ်။